ကျွန်တော်ရဲ့မိတ်ဆွေစနေသားလေးများတွေအခုချက်တန်းဝင်ရတော့မယ်ဒီစင်မာလာတလာတာနဲ့ပတ်သက်တဲ့ကကြမာအခြေအနေများပို့ဒါတဲ့ရောကလေးတွေနဲ့ပြည်ပြည်စုံစုံလေးဟောပြောပေးမှာပဲဖြစ်ပါတယ်ညာပထမဆုံးအလောက်ကိုင်းနဲ့ပတ်သက်တဲ့အခြေအနေလေးပို့ကျွန်တော်စပြီးတော့ကြည့်ရှုပေးပါပြီစနေသားမင်းရဟာအခုချက်တန်းဝင်ရပါမယ်ဒီစင်မာလာတလာတာကာလအတွင်းမှာအလုံးနဲ့ပတ်သက်ပြီးတော့ဒါမိမိကိုမိမိပေါ့နော်တော်လေးကယူဆိုင်ဖို့လိုပါတယ်အလုံးမှာစိတ်မပါတာတွေအလုံးမှာစိတ်မပျော်တာမျိုးတွေ ဖြစ်တတ်ပါတယ်။နောက်အလုံးမှာစိတ်ညစ်စရာလေးတွေနဲ့တူအနှောက်ယှက်လေးတွေလည်းပဲပေါ်ပေါက်လို့လာနိုင်တယ်ဆိုတာကိုတွေ့ရပါတယ်။ဒီကအချင်းတော့ပြောချင်တာကဒီလာအတွင်းမှာကြိုတင်စီစဉ်ထားတဲ့ကိစ္စတွေကစီစဉ်ထားတဲ့အတိုင်းအစီအစဉ်တကျဖြစ်မလာနိုင်တဲ့ပုံစံမျိုးတွေကိုကြုံရတတ်ပါတယ်။အဲ့တော့ဘယ်ကိစ္စကိုပဲဖြစ်ဖြစ်ကြိုပြီးတော့စီစဉ်လာမျိုးမဟုတ်ခဲနဲ့ချစ်ပေါ်လာနိုင်တဲ့အခြေအနေပေါ်မူတည်ပြီးတော့မြင်မြန်ဆန်းဆန်းအဲစဉ်းစားဆုံးဖြတ်ပြီးတော့လောက်ကန်ဆောင်ရွက်ပါလို့ကျွန်တော်အနေနဲ့ အကြံပြုပေးလိုပါတယ်အလုံးမှာအနှောင့်အယှက်လေးတွေပေါ်တတ်တယ်အခက်အခဲလေးတွေစိန်ခေါ်မှုလေးတွေရှိနိုင်ပါတယ်ဒါပေမဲ့တစ်ဖက်ကပြန်ပြီးကြည့်မယ်ဆိုလည်းပဲဒီလာပိုင်းပြမှာမထင်မှတ်တဲ့အခြေအနေတွေမမျှော်လင့်တဲ့လမ်းကြောင်းတွေကနေပြီးတော့လည်းပဲတိုးတက်အောင်မြင်မှုတွေကိုရှာဖွေရရှိနိုင်လိမ့်မယ်အနေအထားမျိုးတွေကိုတွေ့ရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ငွေကြေးကံကြမ္မာအခြေအနေကိုကြည့်ပါမယ်ငွေကြေးပိုင်းမှာလည်းပဲအခက်အခဲလေးတွေအနည်းနဲ့များကြုံလာရနိုင်ပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့စကားပြောရမယ် ပြောဆိုဖြေရှင်းရမယ်ကိစ္စလေးတွေကြုံရတတ်ပါတယ်เนาะအဲ့တော့များသောအားဖြင့်ဒီလားအတွင်းမှာငွေကြေးဟာတအားကြီးကိုအနေနဲ့ပေါ့เนาะချောင်းလဲနေတာမျိုးမဟုတ်ပါဘူးအဲကိုယ်ကြားတွေများတတ်တဲ့အခက်အခဲတွေပို့ဖြေရှင်းရတတ်တယ်ဒါမျိုးငွေကြေးကိုအဲတေချာတိုင်းဟွာပြီးတော့အဲသုံးတတ်ပို့လိုပါလိမ့်မယ်ခင်ဗျာငွေကြေးနဲ့ပတ်သက်ပြီးတော့ဒါအញ្ញမ်းရှိတယ်ဆိုကျွန်တော်ကတော့ ဒီလာအတွက်ကိုမှာကြလို့ပါတယ်နောက်တစ်ခုကတော့ကျမ်းမာရေးအတွက်ဖြစ်ပါတယ်မိတ်ဆွေများကအခုလိုကျွန်တော်တင်ဆက်ဟောပြောပေးနေတဲ့ဗီဒီယိုဟောစနလေးတွေကိုအမြဲကြည့်ရှုအားပေးလို့ရအောင် အေးမကြီးတဲ့အပေါင်းလေးကိုနေပြီးတော့ follow မလုပ်ရသေးတဲ့သူများက follow လုပ်ထားပေးလို့ရပါတယ်ခင်ဗျာ။ဂျမအေးပိုင်းနဲ့ပတ်သက်လို့ရှိရင်တအားကြီးညံတတ်တဲ့အခြေအနေမျိုးရဲ့လို့တော့မဟုတ်ပါဘူး။ဒါပေမဲ့စိတ်ရောလူရောပေါ့နော်အနာပေးဖို့တော့လိုပါတယ်။အဲ့တော့စိတ်ရောလူရောအနာပေးသေးနိုင်မှာပေါ့နော်ဂျမအေးနဲ့ပတ်သက်ပြီးတော့ကောင်းပါလိမ့်မယ်။အဲ့လိုမှမဟုတ်ဘူး။စိတ်ရောလူရောအနာမပေးဘူးဆိုရင်ပေါ့နော်အဲဂျမအေးကိစ္စပြဿနာတွေကြုံလာပြီးတော့ကအေးရတယ်လဲပြီးတော့နေထိုင်မကောင်းဖြစ်သွားနိုင်တဲ့ပုံစံမျိုးလေးတွေကို ကြွားနိုင်တယ်လို့မှာကြားလိုပါတယ်ခင်ဗျာ။နောက်လူမှုပေါင်းနဲ့ဆက်တန်ရေးပါ။လူမှုရေးပိုင်းမှာတော့ညာတော်အပြင်အဆင်ပြေနိုင်ပါတယ်။ဒါပေမဲ့အလိုမျိုးအပေါင်းသင်းမိတ်ဆွေတွေကိုအကြောင်းပြုပြီးတော့ပတ်စံတွေကုံအားတတ်တယ်ထွက်ရတတ်တယ်။အဲသူတို့ဘာကိုအူညီပေးနေရတာမျိုးတွေညာနေရလိမ့်မယ်ဆိုတာကိုတွေ့ရပါတယ်။တခြားဘာပြဿနာရဲ့မှာတော့မရှိပါဘူးခင်ဗျာ။နောက်တစ်ခုကတော့ ပညာရေးကံနဲ့ပါလာရေးကံကိုကြည့်ပါမယ်။ပညာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်အချက်တွေမှာအောင်မြင်ပါလိမ့်မယ်၊တိုးတက်ပါလိမ့်မယ်။ဘာသာရေးနဲ့ပတ်သက်ပြီးတော့လည်းပဲအလွန်ကောင်းပါတယ်။အဲဘာသာရေးအလုပ်တွေကိုလည်းပဲများများလေးပို့ပြီးတော့ဖိပြီးတော့လုပ်ပေးစေချင်ပါတယ်ခင်ဗျာ။နောက်တစ်ခုကတော့ခရီးသွားလာလှုပ်ရှားမှုနဲ့ပတ်သက်တဲ့အခြေအနေပါ။ကောင်းသောခရီးတွေသွားရတဲ့ရဝေးနဲ့ပတ်သက်တဲ့အဆက်အသွယ်ကောင်းတွေအကူအညီကောင်းတွေရရှိစေနိုင်လိမ့်မယ်ဆိုတာကိုတွေးရပါတယ်။ခရီးသွားလာလှုပ်ရှားမှုမှန်သမျှအားလုံး အဆင်ပြေနိုင်ပါတယ်လို့တွေ့ရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ရန်အတိုက်ခိုက်နဲ့ပတ်သက်တဲ့အခြေအနေပဲဖြစ်ပါတယ်ရန်အတိုက်ခိုက်လေးတွေရှိပါတယ်အနှောက်အယှက်လေးတွေရှိပါတယ်စိတ်ညစ်စရာအခြေအနေမျိုးလေးတွေပေါ့နော်ဒါအနှောက်အယှက်တွေကိုတိုက်ခိုက်တွေကိုအကြောင်းပြပြီးတော့ကြုံတွေ့လာရနိုင်ပါတယ်ဒါမှလို့ရန်အတိုက်ခိုက်အနှောက်အယှက်တွေပို့တော့တတိထားပါလို့ကျွန်တော်အနေနဲ့မှာကြားလိုပါတယ်ခင်ဗျာကြတာကတော့ပထမပိုင်းမှာစနေလာပြီးများကြုံတွေ့ရနိုင်တဲ့ ကံအကြောင်းချက်လေးတွေပေါ့အားလုံးပြည့်ပြည့်စုံစုံလေးဟောပြောပေးတာပါနောက်တစ်ချိန်တဲရော့ကလေးထပ်ချိုးပြီးတော့စနေသားနည်းများအတွက်ဘလို့ထူးထူးခြားခြားအခွင့်အလမ်းကောင်းတွေရရှိနိုင်အောင်မလဲဘာတွေကိုကယူဆိုင်ဖို့လိုတယ်လဲဘလို့ရရရတွေကိုစောင့်ရဲသိမှတယ်လဲဆိုတာကိုအကြံပြုလမ်းညွှန်ပေးပါမယ်စနေသားပြည့်များခင်ဗျာဒီကာလအတွင်းမှာအန်တာအုပ်ချက်လေးတွေကကျင်းသေးပေါ့ပေါ်ပေါက်လို့လာနိုင်ပါတယ်ဒီလားအတွင်းမှာပေါ့နော်ပြဿနာလေးတွေကပေါ်လာလိုက်ပျောက်သွားလိုက်ရှောင်းလာလိုက်ပျောက်သွားလိုက်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်ဖြစ်နေကြပါတယ်အဓိကအရေးကြီးတာကတော့ကိုယ့်ရဲ့စိတ်ပါပဲ တိတ်ပြီးတော့စိတ်အာရုံနောက်မခံပါနဲ့စိတ်ကိုကြည်ကြည်လင်လင်ထားပါတက်တက်ကြွကြွပြောပြောရွှေရွှေနဲ့နေပါအဲ့တော့ပြဿနာတွေအခက်အခဲတွေကြုံလာရပြီဆိုလို့ချင်းလည်းပဲဒီအခြေအနေတွေကနေပြီးတော့ဘလို့လွတ်မြောက်အောင်ဘလို့လုံးဝမလဲဆိုတာကိုဒါသူဘာရဲ့အကြံကောင်းညံကောင်းတွေကိုလည်းယူလို့ရတယ်ကိုယ်တိုင်လည်းပဲအချိန်ယူပြီးတော့ဒါနီလန်းရှာဖွေဖို့ကြံပြုလို့ပါတယ်အဲ့တော့အခက်အခဲတွေကြားတဲ့ကနေပြီးတော့တိုးတက်အောင်မြင်မှုတွေကိုတော့ရှာဖွေရရှိနိုင်လိမ့်မယ်ဆိုတာမျိုးကို တွေ့ရပါတယ်ခင်ဗျာဆောင်ရွက်ရမယ့်ရေရာကတော့ကုစုကောင်းမှုတစ်ခုခုကိုပြုလို့ဆောင်ရွက်ပါပြီးတဲ့အခါမှာအဲ့ဒီကိုပြုလို့ဆောင်ရွက်တဲ့ကုစုကောင်းမှုကိုအမြအတမ်းပေးဝေးတာမျိုးလေးတွေကိုဆောင်ရွက်ပေးပါလို့အကြံပြုပေးလိုပါတယ်ခင်ဗျာဗီဒီယိုဟိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့မိတ်ဆွေများကအောက်ဘက်မှာကွန်မန့်လေးတွေမှတ်ခဲ့ပါအောင် like share လေးတွေနဲ့လည်းပဲအားပေးခဲ့လို့ရပါတယ်ခင်ဗျာ အခုလိုကျွန်တော်ဘီရင်ဟောတော့ပေးတယ်ဆိုတာကအများကိုခြုံဝုံပြီးတော့ဟောပြောပေးတာပါစနေသားမီးဆိုလို့ရှိရင်လည်းစနေတွေကအများကြီးပဲပေါ့နော်ဒါမှမဟုတ်ကျွန်တော်ရဲ့ဟောချက်ကအားလုံးနဲ့တော့ထပ်တူကြဖို့ဆိုတာကမလွယ်ပါဘူးအဲ့တော့ကိုတဦးချင်းတယောက်ချင်းအတွက်အသေးသေးသိချင်မေးချင်တဲ့စုတွေက Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်အဲ့ဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးပြီးတော့ဗီဒီယိုမေးမြန်းလို့ ရပါတယ်ခင်ဗျာအဲနောက်တစ်ခုကဂျန်ကုန်မှာရှိတဲ့မိစေများကအခုဒီလာကုန်မိုင်းနဲ့လာကမ်းမိုင်းနဲ့ကျွန်တော်ဂျန်ကုန်မှာရှိပါတယ်အဲ့တော့ကျွန်တော်နဲ့အပြင်မှာလူတွေးကိစ္စုံမေးမြန်းခြင်းနဲ့မိန့်သူများပါကျွန်တော်ဘို့ချူတင်ဆက်သွယ်ပြီးတော့စေရေးပေးပြီးတော့ဒါရောက်ကိစ္စုံမေးမြန်းခိုင်းပါတယ် Viber Telegram ကပဲဖြစ်ဖြစ် TikTok Messenger ကပဲဖြစ်ဖြစ်ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ်စရင်တော့ဂျုံဝေးကိုလိုပါတယ်ကျွန်တော်နဲ့လာရောက်တွေးဆုံမိမြတဲ့မိတ်ဆွေများကိုကျွန်တော်ကဘီရင်ဟော့ပေးရုံနဲ့မကပဲကျွန်တော်တန်းနိုင်တဲ့အဆောင်ရရလက်ဆောင်လေးတွေကိုပါ ေးဖို့အတွက်စီစဉ်ဆောင်ရွက်ထားပါတယ်ခင်ဗျာ